ားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကိုရီးယားနိုင်ငံမှာဝေးပစ်ကလက်မှတ်ကိုမိုဘိုင်းဖုန်းနဲ့ဘယ်လိုဝယ်ယူရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ T-Money Go ဆိုတဲ့ app ကိုဒေါင်းလိုက်လိုက်ပါ app ထဲကိုဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ mine ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့ login ဝင်ရမှာဖြစ်ပါတယ် login ကိုနှိပ်လိုက်ပါ ကိုမိမိတုံးပြူတဲ့ဖုန်းလိုင်းမျိုးဆောက်ရွေးပေးလိုက်ပါ။အောက်ဆုံးကမွန်ကြလိုအင်ဂျွန်ဟာကီကိုနှိပ်လိုက်ပါ။ဒီနေရာမှာတော့ကျွန်တော်နာမည်ရဲ့ ID ကနံပါတ်89လုံးရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။ ရိုက်ထည့်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာကဏန်း6လုံးကျလာပါမယ်ကဏန်း6လုံးရိုက်ထည့်လိုက်ပါအင်ဂျွန်ဟော့ကင်းကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီစာမျက်နှာကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဝေးပြေးကလမတ်ဝယ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဂိုဆိုးရှီဝဲဒီနေရာလေးကိုနှိပ်လိုက်ပါအပေါ်ဆုံးကဆက်ပါမှာကျွန်တော်တို့ကသွားမယ့်နေရာကိုရိုက်ရှာမှာဖြစ်ပါတယ်ကျွန်တော်ကဂျွန်ဂျူကိုသွားမှဖြစ်တဲ့အတွက်ကြောင့်မလို့

ဒါတော့အင်ချုံကနေပြီးတော့ဂျွန်ဂျူကိုသွားมาဖြစ်ပါတယ်အဲဒီမှာသွားမယ့်နေ့ကိုရွေးပေးရမှာဖြစ်ပါတယ်သွားမယ့်နေ့ကတော့ကျွန်တော်9လပိုင်း9ရက်နေ့ကိုရွေးလိုက်ပါတယ်အောက်ကတော့အချိန်ကိုရွေးပေးရမှာဖြစ်ပါတယ်အချိန်ကတော့ကျွန်တော်ဒီ10နိုင်ဝင်းကျင်လောက်သွားมาဖြစ်တော့တောင်မို့10နိုင်ရွေးပေးလိုက်ပါတယ်ဒါတော့အဲ့ဒီ9လပိုင်း9ရက်နေ့မှာထွက်မယ့်ကားတွေရဲ့အချိန်စရာပဲဖြစ်ပါတယ်ကျွန်တော်17နိုင်ကောက်ယူလိုက်ပါတယ်ဒီညမှာထိုင်ကုန် ထိုင်ကုန်နေရာကိုယူရမှာဖြစ်ပါတယ်ဒါတော့ပတ်စံပေးချေရမယ့်နေရာဖြစ်ပါတယ်ပတ်စံမပေးချေခင်ကျွန်တော်တို့ဒီလက်မှတ်ကိုတစ်ချက်ပြန်ဆက်ဖို့လိုပါတယ်အင်ချွန်ကနေပြီးတော့ဂျွန်ဂျူ9လပိုင်း9ရက်နေ့စနေနေ့17ရက်အဲအားလုံးမှန်ကန်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဂျော့ဂျက်ဟာကီကိုနှိမ့်လိုက်ပါဒီနေရာမှာကျွန်တော်တို့ကရှင်းယုံချက်ခုအီဗန်ကြောကြေုံနေလိုက်ပါ ြောကြရကြီးကိုနှိပ်လိုက်ပါဒီနေရာမှာကက်ကိုကျွန်တော်ကကင်မရာနဲ့ဖတ်ပြီးတော့ပတ်စံခြေလို့ရသလိုကိုယ်ပိုင်ကိုရိုက်ထည့်ပြီးတော့လည်းပတ်စံခြေလို့ရပါတယ်။ကျွန်တော်ကိုယ်ရေးချက်လက်တွေကိုကိုယ်ပိုင်ကိုရိုက်ထည့်မှာဖြစ်ပါတယ်။အောက်ကကြီးကြော့အင်လျော့ကိုနှိပ်လိုက်ပါ။နှိပ်လိုက်ဒီမှာကျွန်တော်ကက်နံပါတ်ရဲ့ဒီတက်တန်ကုံဆုံးရဲ့ရဲ့ password ရှေ့နှလုံးရဲ့ကျွန်တော်ဒီမှာမွေးတက်ကြရရဲ့အချက်လက်တွေကိုအားလုံးရိုက်ထည့်လိုက်ပါ။ကျွန်တော်အားလုံးရိုက်ထည့်ပွားလို့ရှိရင်ကျွန်တော်အောက်ဆုံးမှာကြိုးချက်ဟာကီကိုနှိပ်လိုက်ပါ။ ဒါဆိုတော့ကျွန်တော်တို့လက်မှတ်ဝယ်တာအောင်မြင်ဝရွေဖြစ်ပါတယ်ဆိုတော့ဟွက်ကင်းကိုနှိပ်လိုက်ပါအဲကျွန်တော်တို့ဒီမှာခုနကပြင်မစာမျက်နှာမှာကျွန်တော်အင်ချုံကနေပြီးတော့ဂျွန်းဂျူသွားမယ်လက်မှတ်လေးရှိပါတယ်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာဒါကတော့ ion guide ဆိုတာကတော့ကျွန်တော်တို့တုံးပြရမယ့်နည်းလမ်းဖြစ်ပါတယ်လက်မှတ်ကျူအကုတ်ကို ကားမှာစကန်ဖတ်ပြီးတော့ကားစီရမှာပဲဖြစ်ပါတယ် ျွန်တို့သွားမယ့်နေ့ရောက်လို့ရှိရင်ကျွန်တော်တို့ကဒီမှာ platform number 47နိုင်မှာကျွန်တော်တို့ intro ကနေပြီးတော့ဂျွန်းဂျူကိုသွားမယ့်ကားရှိမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီလက်မှတ်ကိုကျွန်တော်တို့စကန်ဖတ်ပြီးတော့စီးရင်ရပါပြီဒီအောက်မှာရေမဲပြောင်းကြောင်းရဲ့ရေမဲချွေဆိုရဲ့ရှိပါတယ်အချိန်ပြောင်းနေတာပဲဖြစ်ဖြစ်ဒီဟာ cancel လုပ်နေတာပဲဖြစ်ဖြစ်အဲ့ရနေပြီးတော့နှိပ်ပြီးတော့အချိန်ပြောင်းတာတော့ cancel လုပ်တာလို့လည်းလုပ်လို့ရမှာဖြစ်ပါတယ်ဒါကတော့ ကိုရီးယားနိုင်ငံမှာအဝေးပြေးကားလမ်းမှတ်ကိုမိုဘိုင်းဖုန်းနဲ့လွယ်တကူဝယ်လို့ရတဲ့နည်းပဲဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေနိုင်ကြပါစေခင်ဗျာ။